တောင်ကမှမဆောင်ကျင်ဆုံးလို့ပြောရလို့ရှိရင်တော့ဒီယထာမီပွိုင်ပဲပေါ့နော်။ဘာလို့လဲဆိုတော့မဆုံစည်းလိုက်ရတဲ့သူ့ကိုတတိယသွားလို့ပေါ့နော်။ယထာလန်းလူလိုပဲမြင်းပြိုင်ဖြစ်နေခဲ့တယ်ပေါ့နော်။အဲစတာပါစတာပါ။ဒါကတော့အသက်ပြန်ပြီး update လုပ်ထားတဲ့တောင်ကကမီပွိုင်ပေါ့နော်။ဒီလိုတေချာလေးအမီလုံးပြထားတယ်။အပြီးရင်အလိုပေါ့ယထာနှစီဆိုလို့ရှိရင်လည်းဘယ်နဲ့ညာနဲ့ပေါ့နော်။တတ်ခါရဲပြထားပြီးသားအဲ့ဒီရမီပွိုင်ခုနနေရာလေးမှာပေါ့နော်။ဒါဆိုရင်အခုအသက်အဲဟိုပါပေါ့နော်။အသက်ပြေးဆွဲတဲ့ယထာအေကွန်ယထာပေါ့တော်တော်များများခီးသွားကြတာအဆင် ြည့်ပြောတယ်ဒါက raw အရင်တုန်းကအမလအရင်တုန်းကတည်းကပေါ့နော်ရှိတဲ့အကုန်တင်နဲ့ယထာပါလို့အလိုယထာနစီတပြိုင်နဲ့သွားပါတယ်လို့ ဆောင်းတော့ဆောင်းရတယ်ပေါ့နော်ဒါလေးကတော့တောင်ကုန်မှာမဖြစ်မနေတောင်ကုန်သူတောင်ကုန်သားတွေကမြို့တွေကိုလာမယ်ဆိုလို့ရှိရင်ကြုံရတဲ့အရာလေးပါဒါလေးကိုအဲတချို့မသိသေးတော့အမှတ်တရသင်ပေးတာဘာလို့လဲဆိုတော့ယထာလမ်းပြင်ပြင်ထားလို့လေအရင်လိုအဟောင်းမဟုတ်တော့ဘူးပေါ့နော်ပြီးတော့ယထာတွေလည်းအစ်စ်ပြေးဆွေးတော့တချို့ဆိုရင်ကားနဲ့ခီမသွားခြင်းတဲ့သူတွေဆိုလို့ရှိရင်ခုနလိုအဲကွန်ယထာလေးနဲ့သွားကြတာတော်တော်အဆင်ပြေတယ်လို့ပြောတယ်ပေါ့နော်ဆိုတော့ဒီဟာလေးကိုအမှတ်တရသင်ပေးလိုက်ပါတယ်လို့ကိုနဲ့တူတူပေါ့နော်ယထာလမ်းဆောင်းလို့ရအောင်ပေါ့နော်လို့ဆိုရင်ကိုယ့်ကိုစောင့်နေရတယ် ယ်ဆိုတော့ပြင်းတော့ကြီးရဲ့လူတွေနဲ့တူတူစောင်းတာဖြစ်ပါတယ်လို့ကြည့်နေတဲ့သူတွေမှာရောအရန်ချစ်ခဲ့ကြပြီးတော့မှာပေါ့နော်နောက်ဆုံးကျတော့ယထာရဲ့မြင်ပြိုင်နေလို့ပဲပေါ့နော်တယောက်နဲ့တယောက်ကမစုံစည်လိုက်ရတဲ့သူတွေရှိလာနော်ရှိရဆိုရင်ဒီမှာဒါလေးကိုကြည့်ပြီးတော့ feel လို့ရအောင်ပေါ့နော်မစုံစည်လိုက်ရတဲ့သူတွေမြင်ပြိုင်နေလို့ပဲပေါ့နော်ဆိုရင်အတွက်အမှတ်တရတင်ပေးလိုက်ပါတယ်လို့ကျေးဇူးတင်ပါတယ်အခုတလောပြင်းနေတာနဲ့ပေါ့နော်ဗီဒီယိုလေးအတင်မလို့ဖြစ်တာဆိုတော့အားလုံးပဲတတပါ